အလူရှင်ရာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေဖြင့်ထေရီဂါထာပါဠိတော်မှာလာရှိတဲ့ပုံနာထေရီမအကြောင်းတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်အရှင်မပုံနာထေရီဆိုတာ အနာတပိန်တထင်းကြီးရဲ့အိမ်ကကျုံမတူဖြစ်ပါတယ်ကျုံမဘဝကနေယဟန်ပြူပြီးတော့ဝိပဿနာတရားအထုတ်အတွက်အတွက်ကြောင့်ယဟန်တာဖြစ်ပါလားအဲ့ဒါထေရီဂါတာထဲမှာအရှင်မပုံနာထေရီဆိုပြီးတော့ မတန်းတင်ထားတာရှိတယ်ပေါ့အဲ့တော့ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တပားဖြစ်ပါလျက်နဲ့မဖြစ်လို့သူများအိမ်မှာကျုံဖြစ်နေရတာလေအဲ့တော့ကျုံဖြစ်ရတဲ့ကံတရားကတတ်တတ်ယဟန္တာဖြစ်ဖို့အကြောင်းကံကတတ်တတ်ပါ လောကမှာတန်တရားတွေဟာအလွန်အလွန်စမ်းကြဲတယ်။ဒါကြောင့်လဲစပေတဲ့မှာကံမဝိတယောအစိန်တေယောကံဆိုတာပါမန်လူတွေရဲ့မကြံစီအမကြံစီနိုင်တဲ့အရာဖြစ်တယ်။ပါမန်လူတွေရဲ့အရာမဟုတ်ဘူး။ဖရာရဲ့အရာသာဖြစ်တယ်။ဖရာကိစ္စသာဖြစ်တယ်။ ဲ့တော့အရှင်မပုံနာထေရီဟာဝိပတ်ဒီမြတ်စွာဘုရားတိခေမြတ်စွာဘုရားဝိတ္တဘူမြတ်စွာဘုရားနောက်ကကုတံမြတ်စွာဘုရားကောနကုံမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားဘုရား၆စု ဝိပတိတိကေဝတ္တဘူကကုတံကောနကုံကတ္တပလို့ခေါ်တယ်ဘုရားလျှောက်စုမှာဘိက္ခုနီမယဟန်အဖြစ်နဲ့ဝင်ရောက်ပြီးတော့တာသနာတောင်ဝန်ကိုထမ်းဆောင်ခဲ့ဘူးတယ်ဘုရားခွတ်၆စုတိတိဘိက္ခုနီမများထံမှာတရားနာယူမှတ်သားပြီးတော့ပံဝေကတွေရလို့ ာသနာပေါင်းကိုဝင်ရောက်ခဲ့တယ်ပေါ့သာသနာပေါင်းကိုဝင်ရောက်ပြီးတော့သီလတွေကို ဖြစ်ကျင်တယ်ယဟန်ဝီနီသီလတွေကိုထိန်းတယ်ပိဋကတ်တရားတွေကိုသင်ယူတယ်တရားဓမ္မတွေကိုဟောကြားတယ်တော့သီလကလည်းပြည့်စုံတယ်စာပေတွေကလည်းအလွန်ကြွကျင်တက်မြောက်တယ် ဓမ္မဂတိကပုဂ္ဂိုလ်တဦးလည်းဖြစ်ခဲ့တယ်ပေါ့ဘုရား၆စုတိတိနော်တိလာရှိစာလဲတက်တရားလဲဟောကောင်းဆိုတော့မန်ကလေးတက်လာတယ်တတိထားစီရပဲနော်ကောင်းတာတွေလုံနေပြီမဲ့အဲ့ကောင်းတဲ့အလုပ်ပေါ်မှာအမိပြုပြီးတော့မာနဆိုတာဖြစ်လာတယ်ဒါကြောင့်ဦးဇင်းတို့ပဋ္ဌာန်းထဲမှာမာနနိဒာယ ဒီတီလံနေတာယမာနံဇပ်ပေတိဆိုတာတီလံနေတာယတီလကို အမိပြုပြီးတော့မာနံဇပ်ပေတိမာနဖြစ်လာတယ်အဲ့တော့မိမိကျင့်သုံးနေတဲ့တီလကိုအကြောင်းပြုပြီးတော့မန်ဒီတက်လာတယ်မိမိတက်မြောက်ထားတဲ့စာပေကိုအကြောင်းပြုပြီးတော့မန်ဒီတက်လာတယ်မိမိတရားအဟောအပြောကောင်းတာကိုအကြောင်းပြုပြီးမန်ဒီတက်လာတယ် အဲ့ဒီမာမာနာတွေကြောင့်ပဲတရားဒုတိယမြတ်မရခဲ့ဘူးအလုံးအန္တရာယ်များပါတယ်မာနာဆိုတာနော်မာနာဆိုတာသိကြဖို့ကောင်းယဟန္တာဖြစ်မှာပဲအဲ့ဒီမာနာကိုအကျွင်းမဲ့ပယ်တတ်နိုင်တယ်သောတာပန်မှာလည်းမာနာရှိတာပဲတဂရဂံမှာလည်းမာနာရှိတယ်အနာဂံမှာလည်းမာနာရှိတယ် ယဟန္တာဖြစ်မှာပဲအဲ့ဒီမာနကိုဖယ်ရှားနိုင်တယ်အလွန်တိမ်မွေ့တယ်မာနနော်အဲ့တော့သီလလည်းရှိတယ်စာတွေလည်းတတ်တယ်တရားလည်းအဟောပြောကောင်းပေမဲ့ဘာလို့တရားတို့တရားမြင်မရတလဲလို့မေးရင်မာနခံနေလို့ပေါ့ဖယား၆စုတိတိနော်ဝိပ္ပတိမြတ်စွာဘုရားလက်ထက်မှာလည်းသာသနာ့ဘဝင်ရောက်ပြီးတော့ ာသနာတာဝန်ထမ်းဆောင်ခဲ့တယ်။ယဟန်နာမဖြစ်ခဲ့ဘူး။မာနခံနေလို့မာနခံနေလို့တိခိမြတ်စွာဘုရားလက်ထက်ဝိတ္တပုမြတ်စွာဘုရားလက်ထက်ကကုတ္တံမြတ်စွာဘုရားလက်ထက်ကောနကုံမြတ်စွာဘုရားလက်ထက်ကတ္တပမြတ်စွာဘုရားလက်ထက်များမှာလည်းပဲသာသနာ့ဘောင်ဝင်ရောက်ပြီးတော့သာသနာ့ဝန်ထမ်းအဖြစ်နေခဲ့ပေမဲ့တရားဥဒရာမြတ်မရခဲ့ဘူး မာနခံနေလို့ပါမာနခံနေလို့ကိလေသာဟာအလွန်တိမ်မွေ့နှူးညံ့ပါတယ်နော်အဲ့ဒီတိမ်မွေ့နှူးညံ့တဲ့မာနကလေးဟာတရားတို့တရားမြတ်ရဖို့အတွက်ကြီးမားသောအဟံအတာဖြစ်ပါတယ်ဘုရားတို့ဒီဂေါတမမင်းစွာဘုရားလက်ထက်မှာအရှင်အနုရုဒ္ဓမထေရမြတ်ဟာ ဒိမ္ပါသကုအဘိညာဉ်ကိုရတယ်လောကကြီးကိုကြည့်နိုင်တယ်ဒါပေမဲ့ယဟန်တာမဖြစ်သေးဘူးဒိမ္ပါသကုအဘိညာဉ်ကအစောပိုင်းကတည်းကရထားပြီမဲ့ယဟန်တာမဖြစ်သေးဘူးအဲ့ဒါနဲ့အရှင်သရိမုဒ္ဒရာကိုသွားမိတယ်အရှင်ဘုရားတပည့်တော်ဟာတမထကမ္မထံတွေကို ပေါက်မြောက်ထားပြီမဲ့ဒိဗ္ဗစကုအဘိညာဉ်ကို ရထားပြီမဲ့မဖြစ်လို့တရားမရသေးတာပဲယဟနာမဖြစ်သေးတာလေမာနခံနေလို့ငါကသူများတွေထက် ပိုးပြီးတော့လောကကြီးကို မြင်နိုင်တယ်လောကကြီးကို ကြည့်နိုင်တယ်ဆိုတဲ့မန်လေးခံနေတာဒိဗ္ဗစကုကိုအကြောင်းပြုပြီးတော့မန်လေးဖြစ်နေတာအဲ့ဒီမန်ကလေးကခံနေတဲ့အတွက်ကြောင့် ဉာဏ်အမြင်မရှင်းလင်းတဲ့မရှင်းလင်းဘူးပေါ့ဉာဏ်အမြင်မရှင်းလင်းတဲ့အတွက်ကြောင့်မဉ္ဇဏ်ပူဉ္ဇဏ်ယဟန္တာမရှိဘူးပေါ့အရှင်သာရိပုတ္တရာထောက်ပြလိုက်မှာပဲအရှင်အနုရဒ္ဓကသဘောပေါက်ပြီးတော့မဟန်ကိုချပြီးဝိပဿနာအထုတ်လိုက်မှာယဟန္တာဖြစ်ကိုရောက်ခဲ့တယ်ပေါ့အခုလည်းပဲဒီအရှင်မပုံနာထေရီလောင်းလျာအမျိုးသမီးဟာဖယား၆စုထံမှာ ာသနာဘုံကိုဝင်ရောက်ခဲ့ပြီးတော့သာသနာဝန်ထမ်းအဖြစ်ထမ်းဆောင်ခဲ့ပြီးမှတရားတို့တရားမြတ်မရခဲ့တာဟာမန်ခံနေလို့ပဲမန်ခံနေလို့ပဲနော်ဆင်းရဲသားမှလည်းဆင်းရဲသားလျောက်မန်ရှိတယ်တထေးမှလည်းတထေးလျောက်မန်ရှိတယ်ဒါရင်လားဆိုတော့မကသေးဘူးအဲ့ဒီမန်ကိုအခြေခံပြီးတော့မပြောတင်တာလေးပြောခဲ့တယ်မလုံးတင်တာလေးလုတ်ခဲ့တယ်အပေါ်စည်းရလေး ငါလောက်ဘယ်သူမှမသိငါလောက်ဘယ်သူမှမတက်မန်းခံပြီးတော့တစ်ဖက်သူပေါ်မှာနှိမ့်ချပြောဆိုဆက်ဆံခဲ့တယ်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့တီလာတွေကိုယ့်ရဲ့ပညာတွေကို အခြေခံပြီးမန်နေတက်ခဲ့အဲ့ဒီမန်နေကြောင့်ပဲမကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံတွေလွန်ကျူးမိခဲ့တယ်ဒါကြောင့်ဒီဂေါတမမြတ်စွာဘုရားလက်ထက်မှာ အနာတပင်တထင်းကြီးရဲ့အိမ်မှာရေခတ်ရတဲ့ကြုံမလာဖြစ်တယ်အဲ့တော့ကြုံမလာဖြစ်တာဒီမာနကြောင့်ပဲမာနကိုအခြေခံပြီးတော့ကာယကံဝစီကံတွေလွန်ကျူးခဲ့တာလေတဖက်သူကိုဖိနှိပ်ခဲ့တယ်အပေါ်စည်းကနေဆက်ဆံခဲ့တယ်အဲကြောင့်မာနာကြီးရင်အမျိုးဆက်နှိမ့်ကြတတ်တယ်နော်ဖယားလျှောက်စုံထမ်းမှာ သာသနာ့ဘုံကိုဝင်ရောက်ပြီးတော့သာသနာ့တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုရင်တကယ်ဆိုလို့ချင်းရင်အလွန်ကြီးကျယ်မြင့်မြတ်တဲ့အကျိုးကိုရမှာဖြစ်တယ်။ဒါပေမဲ့လည်းမန်နေခန်းနေတဲ့အတွက်ကြောင့်သေကြီးရဲ့အိမ်မှာဂျုံမဘဝကိုရောက်သွားခဲ့တယ်ပေါ့။အေးအဲ့တော့ဂျုံမဖြစ်လာခြင်းသည်မန်ကိုအခြေခံပြီးလွန်ကျူးခဲ့တဲ့အကုသိုလ်ကံတွေကြောင့်လို့နားလည်ရမှာဖြစ်တယ်။ တနေ့တော့အဲ့ဒီအရှင်မပုံနာထေလီ ထေရီလောင်းလျာကျုံမကမြေစိတ်ကိုသွားပြီးတော့ရေခက်ကိုသွားတယ်ရေခက်ကိုသွားတဲ့အချိန်မှာမနေ့စောစောစီစီနင်းနေကြနေတဲ့ဆောင်းရာသီကာလာလည်းဖြစ်တယ်မြေထဲမှာ ပုံနာကြီးတူရေရှိုးနေတယ်အလွန်အေးဆက်တဲ့ယာတီမှာစောစောစီစီမြေထဲမှာရေစိန်ရှိုးနေတယ်သူ့ကြည့်တော့လည်းပဲတကူလုံးဆူွှဲလို့ခန္ဓာကိုယ်လည်းတုန်ခိုင်းလို့အပေါ်သွားနဲ့အောက်သွားတော်မှာမေးချင်းရိုက်ပြီးတုံနေတာ အဲ့လောက်တုံချမ်းနေတဲ့အနေအထားမျိုးရောက်နေပြီမဲ့လည်းပဲအရေထဲမှာငုတ်လိုက်ပေါ်လိုက်ငုတ်လိုက်ပေါ်လိုက်လှုပ်နေတာပါဇက်ကလည်းတတွတ်တတွတ်နဲ့ဂါဓာတွေညွတ်နေတာပါဇက်ကဂါဓာတွေညွတ်လိုက်ရေထဲကိုငုတ်လိုက်တယ်လူကခိုက်ခိုက်တုံးနေပြီကိုယ်ပေါ်ကိုမတက်သေးဘူးအဲ့ဒါနဲ့ကျော်မကပုံနာကြီးကို ွားမိတယ်ပုံနာကြီးလူတကိုယ်လုံးလဲစိုးချွဲပြီးတော့ခိုက်ခိုက်တုံးနေပြီဒီလောက်ချမ်းအေးတဲ့ຢာတီမှာဘာဖြစ်လို့စောစောစီစီရေချိုးနေရတာတော့နော်ဒီလိုမေးလိုက်တယ်မေးလိုက်တော့ငါမာတဲ့မကောင်းမှု အကုသိုလ်ကံတွေရှိတယ်အဲ့ဒီမကောင်းမှုအကုသိုလ်ကံတွေပပျောက်သွားအောင်လို့မနဲ့စောစောစည်းရေလာချိုးတာတဲ့အခုလို့စောစောစည်းရေချိုးချလိုက်မယ်ဆိုလို့ရှိရင်အရင်တုန်းကမသိလို့ဖြစ်စေသိရတဲ့နဲ့ဖြစ်စေလုတ်ခဲ့တဲ့အကုသိုလ်ကံတွေပပျောက်သွားတယ်တဲ့ ရေချိုးလိုက်ရင်အခုလိုရေထဲမှာငုတ်လိုက်ပေါ်လိုက်ချိုးလိုက်လို့ရှိရင်အကုသိုလ်တွေဟာရေနဲ့မျောပါသွားတယ်ပေါ့အကုသိုလ်တွေဟာရေနဲ့မျောပါသွားတယ်ဆိုတော့ကျော်မကဒီပုံနာကြီးရတော့မဟုတ်တာတွေချောက်ပြောနေပြီလို့ချက်ချင်းသဘောပေါက်တယ်အပြုလို့လဲဆိုတော့ဒီကျော်မဆိုတာမာနကြောင့်မာနကိုအခြေခံပြီးလုပ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ကျော်မဖြစ်နေပြီမဲ့ ဖယား၆စုထံမှယဟန်ပြုပြီးတော့ပိဋကတ်တွေသင်ကြားပို့ချက်ဟောကြားခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တော့သူ့ဉာဏ်ကအလွန်ထက်ပါတယ်မာနကြောင့်အမျိုးညံ့နေပေမဲ့ဉာဏ်ကထက်တယ်ချက်ချင်းသဘောပေါက်တယ်ဒါယုတ်တိမရှိလိုက်တာအခုလိုရေချိုးလိုက်လို့မကောင်းမှုတွေပျောက်သွားတယ်ဆိုတာသဘာဝမကျဘူးယုတ်တိမရှိဘူးသဘောပေါက်တယ်အဲ့တော့ကျောင်းမကပြောတယ်ဘုန်းကြီး စဉ်းစားစားလည်းပြောလေတဲ့စဉ်းစားစားလည်းပြော ပုံနာကြီးဟာကံရဲ့အကျိုးကိုတလုံးမှ နားမလည်ဘူးပဲတဲ့အဲ့တော့ကံရဲ့အကျိုးကိုတလုံးမှနားမလည်တဲ့ပုံနာကြီးကိုတဲ့ဘူးမသိဘာမသိပုဂ္ဂိုလ်ဟာဆရာလှုပ်ပြီးတော့ရေချိုးလိုက်ရင် အာဟုတုပျောက်ပါတယ်လို့ဘသူကများ ပြောလိုက်ပါလေနော်ဘာမှမသိတဲ့သူကို ဘာမှမတတ်တဲ့သူကဆရာလှုပ်လိုက်တာပဲကျုံမကပြန်ပြောလိုက်ပုံနာကြီးစဉ်းစားကြည့်လေတဲ့မကောင်းမှုအကုသိုလ်ကံတွေကိုရေနဲ့ဆေးချလိုက်လို့ပျောက်ရဆိုပျောက်ရလို့မှန်တယ်ဆိုလို့ရှိရင်ဟောဒီရေထဲမှာရှိတဲ့ငါးတွေလိတ်တွေမိချောင်းတွေငကားတွေ အကုန်လုံးကောင်းရာဒုက္ခိဘုံကိုရောက်ကုန်မှာပေါ့တဲ့ဒီငါးတွေလက်တွေမိချောင်းတွေကအမြဲတမ်းရေထဲမှာနေတာလေတဲ့အဲ့ဆိုအဲ့ဒီငါးတွေမှာ အကုသို့ပဲရှိတော့မလဲအဲ့ဒီမိချောင်းတွေမှာအကုသို့ပဲရှိတော့မလဲနေတိုင်းသူတို့ကရေထဲမှာစိမ့်နေတာဆိုတော့အကုသို့တွေအကုန်လုံးရေနဲ့မျောကုန်မှာပေါ့အဲ့လို့ဆိုရင်အဲ့ဒီမိချောင်းတွေငကားတွေငါးတွေလက်တွေဖားတွေဟာအကုန်လုံးကောင်းရာဒုက္ခိရောက်ကုန်နိုင်မယ် ပြီးတော့အကုသိုလ်တွေကိုလှုပ်ချင်တိုင်းလှုပ်မောဒတမားတွေဝတ္တတမားတွေဘုတ်ဆိုးတွေတငါသေးတွေအကုသိုလ်တွေကိုလှုပ်ချင်တိုင်းလှုပ်အချိန်တိုင်းအခုလိုရေထဲမှာလာစိန်လိုက်ရင်အကုသိုလ်ပျောက်သွားပါတယ်ဆိုရင်အကုန်လုံးနတ်ပြည်ရောက်ကုန်ကြမှာပေါ့ဦးနာကြီးနည်းနည်းစဉ်းစားအောင်လေပြီးတော့စဉ်းစားကြည့်အောင်တဲ့ အခုလိုရေနဲ့ဆေးချားလိုက်လို့ကိုယ်တန်တန်မှရှိတဲ့မကောင်းမှုတွေမျောပါသွားတယ်ဆိုရင် ကုသိုလ်လည်းမျောရမှာပေါ့တဲ့။ပုံနာကြီးရဲ့တန်တန်မှာမကောင်းတာတွေလှုပ်တဲ့မလှုပ်ထားခဲ့တဲ့အကုသိုလ်တွေရှိသလိုကောင်းတာတွေလှုပ်လို့ရလာတဲ့ကုသိုလ်တွေလည်းရှိမှာပဲ။အဲ့တော့ရေဆေးချားလိုက်လို့မကောင်းမှုတွေပါသွားတယ်ဆိုရင်ကုသိုလ်တွေလည်းပါရမှာပေါ့။မကောင်းမှုကွယ်ပျောက်သွားပြီးတော့ကုသိုလ်ကကျန်ခဲ့တယ်ဆိုတာတဘာဝကြပါမလားစဉ်းစားလေတဲ့။ အကုသိုလ်တွေကရေနဲ့မျောသွားရင်ကုသိုလ်တွေလည်းရေနဲ့မျောသွားမှာပေါ့အဲ့လို အကြောင်းသိအကျိုးသိကြုံမကပုံနာစရာကြီးကိုအမြင်မှန်ရသွားအောင်ရှင်းပြလေတာတဘာဝကြကြရှင်းပြလေတာပုံနာကြီးသဘောပေါက်သွားတယ်ဟုတ်သားပဲရေစေးချလိုက်လို့အကုသိုလ်တွေပြောင်းသွားရင်ကုသိုလ်တွေလည်းပြောင်းသွားမှာပေါ့အဲ့လိုရေစေးလို့အကုသိုလ်တွေပြောင်းကြစမ်းမှန်ရဲ့ ရေထဲမှာနေတဲ့တရိစ္ဆာန်တွေလည်းအကုသိုလ်တွေပြောင်းပြီးကောင်းရံတကူတွေရောက်ကုန်မှာပေါ့သဘောပေါက်သွားတယ်ပြီးတော့ကျွန်မကဆက်ပြောတယ်ပုံသားကြီးတဲ့အကယ်၍သာအပယ်ဆင်းရဲရောက်ရမှာကိုကြောက်တယ်ဒုက္ခကိုမလိုချင်ဘူးဒုက္ခကိုကြောက်တယ်ဆိုရင် မကောင်းမှုမလုပ်နဲ့လေတဲ့သူပြောတာချင်းချင်းလေးပဲလေနော် ဆင်းရဲဒုက္ခကိုမကြုံရှင်ဘူးဆင်းရဲဒုက္ခကိုမရရှင်ဘူးဆင်းရဲဒုက္ခကိုမလိုချင်ဘူးဆိုရင်မကောင်းတာမလုပ်နဲ့ပေါ့တဲ့မကောင်းတာကိုမျက်မှောက်မှာလည်းမလုပ်နဲ့မျက်ကွယ်မှာလည်းမလုပ်နဲ့အများရှိမှာလည်းမလုပ်နဲ့အများကွယ်မှာလည်းမလုပ်နဲ့မကောင်းမှုကိုမလိုချင်မကောင်းတာကိုမလုပ်နဲ့ပေါ့အေးဒုက္ခကိုတော့မလိုချင်ဘူးအကုသို့ကိုတော့လုပ်မယ်ဆိုရင် အဲ့ဒီအာဂုတုရဲ့အကျိုးကိုတော့ခံရမှာပဲတဲ့ပြေးမလွတ်ဘူးဘုံသားကြီးတဲ့။အဲကြောင့်ဒုက္ခကိုမလိုချင်ဘူးဆိုရင်အာဂုတုမလုံးနဲ့မလုံးယုံပဲရှိတာပေါ့။အဲကြောင့်ဘုံသားကြီးအနေနဲ့ဒုက္ခကိုမလိုချင်ဘူးဒုက္ခကလွတ်မြောက်ခြင်းနဲ့ဆိုရင်ဖရာတရားတန်ခါယတနာသုံးပါးကိုကိုးကွယ်စည်းကပ်ပါ။ကိုခြင်းတရားတွေကိုစောင့်ထိန်ပါလို့ကျော်မက နီးလန်းပြလိုက်တယ် ဒုက္ခကနေလွတ်မြောက်နိုင်တဲ့နိလန်နော်အကုသိုလ်ကိုချောင်းလိုက်ပါသီလတွေကိုကျင့်သုံးပါဘုရားတရားတန်ခါရဏသုံးပါကိုကိုယ်ွယ်စီကပ်ပါပုံနာကြီးကသဘောကြပြီလက်ခံသွားတယ်လက်ခံသွားတယ်ဆိုတော့အဲ့ဒီတဲ့င်းဟာမြို့ထဲမှာပြန့်သွားတယ်အဲ့ပုံနာကြီးကကျွန်မလေးရဲ့တရားစကားကိုနားထောင်ပြီးတော့သူ့ရဲ့မှားယွင်းနေတဲ့အယူကိုစွန့်မြတ်စွာဘုရားထံကိုသွားရောက်ပြီးတော့ တရားနာနောက်သာသနာ့ဘောင်ကိုဝင်ရောက်ပြီးတော့တရားထုတ်တာအဲ့ဒီပုံနာကြီးယဟန္တာဖြစ်သွားတာဒါကြုံမရဲ့တရားစကားကြောင့်နော် ပုံနာကြီးအတိညာရပြီးတရားယဟန်ဝတ်တရားထုတ်တာယဟန္တာဖြစ်သွားတာအဲ့ဒီတရင်ကမြို့ထဲမှာဟိုးလေးတကြော်ဖြစ်ပြီးတော့တထေးကြီးရဲ့နားထဲကိုရောက်သွားတာတထေးကြီးကလည်းသူ့အိမ်မှာရှိတဲ့ကြုံမကိုသဘောကျသွားပြီးတော့ကျွန်အဖြစ်ကနေလွမြောက်ခင်ပြေးလိုက်တယ်ရှစ်ခေတုန်းကကျွန်စနစ်ရှိတာကို ဒီဘက်ကမှာတော့ကျောစနစ်ကမရှိတော့ဘူးမြတ်စွာဘုရားလက်တုံးကကျောစနစ်ရှိတဲ့အတွက်ကြောင့်ကျောနေရရဟန်းဝခွင့်မရအောင်သူတို့ရဲ့တခင်ကခွင့်မပြုရင်ရဟန်းခံခွင့်မရအောင်ဒါကြောင့်ရဟန်းခံပြီဆိုလို့ရှိရင်မေးရတယ်ကျောဖြစ်မှလွတ်သလားလွတ်ကင်သလားဆိုတော့မေးကိုမေးရတယ်ဘာလို့ကျောနေကိုရဟန်းမခံကောင်းဘူးဆိုတဲ့ဝိနည်းဥပဒေရှိတယ်ကျောနေကိုရဟန်းခံပြီးတော့ဘာဖြစ်တယ်လဲဆိုတော့ ကျွန်တွေရဲ့သခင်ဖြစ်တဲ့ပိုင်ရှင်တွေကသာသနာတော်ပေါ်မှာပြသနာချတယ်။တထေးတွေကသူတို့ကျွန်ကိုရဟန်းခံပေးရခေါင်းလားဆိုပြီးတော့မကြင်မနဲ့တော့ပြသနာချတယ်။ဒါကြောင့်အစိုးရဝန်ထမ်းတွေကျွန်တွေကိုရဟန်းခံမယ်ဆိုလို့ချင်းသူတို့တက်ဆိုင်ရာအစိုးရကခွင့်မရှိရူရတယ်ကျွန်အဖြစ်ကနေကင်းလွခွင့်ယူရတယ်။ပြီးမှရဟန်းခံလို့ရတယ်ပေါ့။အဲ့ဒါနဲ့တထေးကြီးက ကြုံမကိုစုချတဲ့အနေနဲ့အေးဒီနေ့ကစပြီးတော့နင်းကြုံအဖြစ်ကနေကင်းလို့စေငါတို့အိမ်မှာကြုံအဖြစ်နဲ့ဆက်နေစရာမလိုတော့ဘူးဆိုပြီးတော့ကြုံဘဝကနေလွတ်မြောက်ခွင့်ပေးလိုက်တယ်အဲ့ဒါနဲ့အရှင်မပုံနာထေရီလောင်းလျာမြို့သမီးဟာကြုံအဖြစ်ကလွတ်တာနဲ့တပြိုင်နက်လူ့ဘဝမှာမနေတော့ဘူးဖယားထံမှာယဟန်ဝုတ်ပြီးတော့ သာသနာဝန်ထမ်းမဲ့လုပ်တော့မယ်ဆိုပြီးတော့အဲ့ဒါဘုရားထံမှာပေါရောက်တရားနာဘိက္ခုနီမတွေထံမှာယဟန်ဖို့ပြီးတော့ဝိပဿနာတရားတွေကိုပွားများအထုတ်လိုက်တာယဟန်နာဖြစ်သွားတယ်အဲ့တော့ကျုံမရဲ့တရားကိုနာပြီးတော့လဲပုံနာကြီးယဟန်နာဖြစ်သွားတယ်ကျုံမကိုယ်တိုင်လည်းပဲသာသနာပုံကိုဝင်ရောက်ပြီးတရားထုတ်တာယဟန်နာဖြစ်သွားတယ် ဆိုတော့ဒါဟာအရှင်မပုံနာထေရီမရဲ့ဘဝအကြောင်းတစ်စိတ်တစ်ဆောင်ပေါ့လေဆိုတော့ဒီတရားဒေသနာတော်မှာမှတ်သားစရာလေးတွေကနံပါတ်1မာနဟာသိကြောက်စရာကောင်းတယ်ဆိုတာလေးပဲမာနကြောင့်အမျိုးယုံညံ့တဲ့ဘဝကိုရောက်သွားရတယ်မာနကြောင့်ကိလေသာတွေကိုမဖယ်ရှားနိုင်ဘူးတရားထုတရားမြတ်မရနိုင်ဘူးဆိုတာလေးကိုသတိပြုရမှာဖြစ်တယ်နံပါတ်2ကအယူဆင်ကြည်ကြီး အကုသိုလ်တွေကိုရေစေးယုံနေတော့မဖယ်ရှားနိုင်ဘူးအဲ့ဒါဟာမိစ္ဆာအကျူတာဖြစ်တယ်ပေါ့အဲ့အကုသိုလ်ကိုကြောက်တယ်ဆိုလို့ရှိရင် မလို့ယုံမဲ့ရှိတာပေါ့အကုသိုလ်လုံးမဲ့အစာကုသိုလ်တွေလုံးမဲ့အကုသိုလ်ကိုစေးကြောနိုင်တဲ့နီးလန်းစီကုသိုလ်တွေပဲရှိတယ်ဒါကြောင့်ဦးဇင်းတို့အကုသိုလ်တွေကိုတားမြစ်ချင်ပါတယ်ဆိုရင် နံပါတ်1ကတိတဲ့အချိန်ကစပြီးတော့အဲ့ဒီအကုသိုလ်ကိုဆက်မလုပ်ဘူးနဲ့နံပါတ်2ကတက်နိုင်တဲ့များစ조사ပြီးတော့ကုသိုလ်တွေလုပ်ကြဖို့ပဲပေါ့ဒါဗုဒ္ဓတို့တော့ကြအကုသိုလ်ကိုတားဆီးတဲ့နည်းဖြစ်တယ်ပေါ့အေးနံပါတ်3ကတော့ဝိနည်းစည်းကမ်းအရာကျုံဆုံလို့ရှိရင်ရဟန်းခံလို့မရဘူးနောက်အစိုးရဝန်ထမ်းတွေရဟန်းခံလို့မရဘူး ရဟခံကျင်တယ်ဆိုလို့ချင်းတက်ဆိုင်ရအစိုးရစီကနေခွင့်ပြုချက်ယူရတယ်။နောက်ကျုံဆိုလို့ချင်းလည်းသူတခင်တွေရဲ့ခွင့်ပြုချက်ယူရတယ်။ဒါမှရဟခံခွင့်ရှိတယ်။ဒီနှစ်ခေတ်ကတော့ကျုံမရှိတော့ဒီပြဿနာမရှိဘူးပေါ့။ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံးမာမာနဆိုတာတည်တည်လေးကအစဒုက္ခပေးတတ်တယ်လို့သဘောပေါက်နားလည်ပြီးတော့မာမာနကင်းစင်အောင်စူးစမ်းအားထုတ်ပြီးတော့ မြတ်စွာဘုရားရဲ့အဆုံးမတော်အတိုင်းလိုက်နာကျင့်သုံးလျက်ဘုရားသာသနာတော်ကိုဘုရားလိုတော်ကြကိုးကွယ်စည်းကပ်နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။အာ